ဆေးရုံကြီးအတွင်မှတစီချောက်တဲ့ည1993ခုနှစ်ခန့်ဟုဆိုရမည်ထိုချိန်ကကွန်မြင့်သိန်းသည်ကျွန်းစုမျိုးပြည်သူဆေးရုံကြီး၌သူနာပြုဝင်တန်းဖြစ်ကြဝင်ထမ်းဆောင်နေစဉ်ဖြစ်သည်ကွန်မြဖေးသည်ကျွန်းစုမျိုးအမှတ်3ရပ်ကွက်တွင်နေထိုင်ပြီးအသေးစားတန်းပြင်လမ်းဖောက်ဆောက်လုပ်ရေးကန်ထရိုက်တာတဦးဖြစ်ပြီး ခင်ခင်ဟုခေါ်သောမျိုးသမီးနှင့်လက်ထပ်ပေါင်းသင်နေထိုင်ကသာသမီမထွန်းကားခဲ့ပြီ။တနေ့တွင်မခင်ခင်အပြင်ဖျားရာကျွန်စုမျိုးပြည်သူစေယုံတို့တင်ဆောင်လာကစေကူတာမှုခံယူလေသည်။နှစ်ရက်မြောက်နေသို့ရောက်သောအခါသီတိတာတာသက်သာပြောက်ကင်းလာခဲ့သည်။ထိုနေ့တွင်သူတို့ရက်ွက်မှမရင်ဆွေရင်တရာကွဲလွန်သွားသည်ဖြင့်ဇနီးဖြစ်သူအားမိမကြီးမင်းလည်းသက်သာနေပြီပဲ။ ရက်ခွက်ထဲကမိတ်ဆွေနာရေးရလဲလူမှုရေးရမသွားလို့မဖြစ်သွားရအောင်မှာမို့ငါသွားမယ်နော်မခင်ခင်ကလည်းနာရေးဆိုရနားလဲပေးမယ်စိတ်ဟုတ်မှဆိုတော့အားငယ်တာမို့သွားတာတော့သွားပါမြန်မြန်ပြန်လာနော်မင်းကလည်းအတုဘတည်နေပါရဲ့ဆိုမှအခုသွားခုပြန်လို့ဘယ်လိုလုပ်သင့်တော်မလဲဟာကိုမြပေမှာလောင်ကစားဝါဒနာကလည်းရှိတော့ကဲရှင်ပြောမရလဲသွားတာသွားပြီးတော့ယောက်ျားလေးများတကယ်တည်းမပြောလိုက်ချင် နင်တို့မိမတွေကအဲ့ဒါပဲတို့နင်ကိုမြဖေးသည်ဘေးလူနာနင်လူနာဆောင်တို့ကိုသူ့အမျိုးသမီးတယောက်တွင်မိုးကူညီပေးပါရန်ပြောခဲ့ပြီးနောက်တွင်သူနာပြုတ်ကြဝင်ကြသူကိုမြင့်သိန်းထံသို့သွားရောက်ကဆရာကြီးကျွန်တော်မိတ်ဆွေနာရေးရှိလို့ခဏသွားခြင်းလို့သွားရင်းလာရင်လည်းကျွန်တော်မိမကိုတစ်စီတစ်ဆောင်ကြည့်ပြီးဂရုစိုက်ပေးပါအောင်ရပါတယ်ကျွန်တော်ကြည့်ပေးထားပါမယ်လူနာဆောင်နေလည်းရှိနေရပါတယ် ဆေးရုံမှာတစင်းစွာမရှိပါဘူးအေးကြုံရင်သူတလက်ငါတလက်ကူကြတာပါပဲဟုတ်ကိုမြင့်သိန်းကပြောလိုက်သည်သူနဲ့ကိုမြပြေလဲအတူပါအိမ်သို့သွားလေရော်သည်ကိုမြင့်သိန်းသည်လူပြိုလူလွတ်ဖြစ်သည့်အပြင်ဆေးရုံ၌လည်းနေပြောတာကြောင့်တာဝန်ကြားမဟုတ်လဲဆေးရုံမှာသာအမြင်လိုလိုရှိတတ်လေသည်ဆေးရုံမှာကဆပရိတ်မွေးရနဲ့ကတဲ့ဒီပန်ကနဲ့24နာရီလျှက်စစ်မီနဲ့ဆိုတော့အိမ်မှာနေတာတဲ့ဆေးရုံမှာနေထိုင်အိပ်စက်ရတာကပို့ပြီး တထောင်တထောင်ရှိကစိန်ကြသည်ဟုကိုမြင့်သိန်းထင်မိသည်ဆေးရုံအစာဦးပုံတထံကအင်္ဂလိပ်စာလုံးအိုင်ပုံစံရှိပြီးတောင်ဘက်ခြမ်းကမိမလူနာဆောင်မြောက်ဘက်ခြမ်းကယောက်ျားလူနာဆောင်လူနာဆောင်နှစ်ခုလည်းမှာ ပြင်ပလူနာဆန်သက်ခံဆေးပေခံအနာဆေးထက်ခံဘဲအစမှာဆရာဝန်ကြီးနားနေခံညာအစမှာတာဝန်ကျသူနာပြုနားနေခံ အမိုးတဆက်တဲ့အဆောက်အဦသုံးဆောင်နဲ့လူသွားစင်းချမ်းအပါဆောက်လုပ်ထားရှိပြီးကွန်မြင့်သိန်းတာဝန်မှာဆေးထည့်သူသားဖြစ်သည့်အလျောက်ဆေးထည့်ခန်းအရှိဆောင်အတွင်မှာအိတ်ဆက်ရပြီးသူအိုက်သောနေရာတည်ဖြစ်တာကြောင့်ပန်ကာဖွင့်ပြီးအိတ်ဆက်နာယူမယ်လုပ်နေပေမဲ့ကိုမြဖေးပြန်မလာသေးတာကြောင့်စိတ်ချလက်ချအိတ်လို့မရသေးပေအလောက်ခန်းသုံးခန်းတစ်ဆက်တည်းရှိသောအဆောင်အတွင်၌မှီးနေချင်း ဟူသောအတန်နှင့်တူလူဝင်တကားမှကြီးရုတ်တရက်ပွင့်လာတဲ့ကိုကြားလိုက်ရပြီ။ကိုမြသိမ်းမှာခေါင်းငယ်ကြည့်ုံသာကြည့်ပြီးပြန်မေးချလိုက်ပြီ။ကိုမြသိမ်းအထင်ကညာဆောင်တာဝန်ကြားကုတင်မြင့်ဝင်လာပြီးမှတ်၍ပင်ထူးဆန်းသည်ကမိသူတူတယောက်များဝင်လာခဲ့ခြင်းမရှိတာမို့ကိုမြင့်သိမ်းမှအိယာမထကတက္ကမကြီးကိုပြန်အိပ်လိုက်ရသည်။တက္ကမသုံးကောက်ချိုတက္ကဖြစ်သောကြောင့်အရင်ပိတ်ထားခြင်းကတိချာမပိတ်မိ၍အတွင်းမှာ ပန်ကလေးအရှင်ချောင်းပွင့်လာပဲဖြစ်မည်ဟုမှတ်ကကြောက်လန့်စိတ်လည်းမရှိခဲ့။ထို့ကြောင့်တကားကိုတေးချပြန်ပိတ်ခဲ့ပြီးလက်ဖြင့်ပြန်တွန်းကြည့်ရာတော်ယုံလေးပါးဖြစ်တော်လကောင်းတာမန်တွန်းဖွင့်ယုံဖြစ်တော်လကောင်းမပွင့်နိုင်မီဆိုရာတေးချတော့မှအိယာ၌ပြန်လဲနေလိုက်သည်။ခဏကြာတွင်ဂလုတ်ချွီဟူသောအတန်နှင့်သူတေးချပိတ်ထားခဲ့သောတကမကြီးကပြန်ပွင့်လာခဲ့ပြန်သည်။ ဟာဒီကိုတင်မင်းကတော့ငှောက်မြန်လာ၆နေလိုက်ပြီ။ဟူကျွေးကကိုတင်မင်းကလာရောက်စားနပ်ပြီးအချိန်နဲ့ပြန်ထမပိတ်တော့ပဲဒီတိုင်းမှေးမြပြန်မေးနေလိုက်သည်။တကားကိုတတိမချားမိတော့တဲ့အချိန်ပြန်ကြည့်မိတဲ့အခါရခင်ပိတ်ထားစင်ကအတိုင်းပြန်ပိတ်နေသည်ကိုတွေ့လိုက်ရသည်။ကိုမြင့်သိမ်းမှ သူပိတ်ထားတယ်လို့တေချာရဲ့လာသည့်လူရာကြောင့်ပြန်လဲရွေးသွားကြည့်ရ။တေချာစိတ်နေတော့ကြောင့် လာရောက်စနာ6လက်နေသောကုတင်မြင့်အားလက်ရဖမ်းဆီးမိအကြံဖြင့်ကုမြင့်သိန်း၏ခေါင်းရင်း၌ရှိသောပဒင်းပေါက်ချက်အားအစင်သင်းဖွင့်၍စောင့်နေလေသည်အတန်ကြာသည့်အချိန်ကုတင်မြင့်ကပေါ်မလာပဲပဒင်းမဘေး၌ရက်ပြီး အပြင်ဘက်နံရံစင်းကြံလန်းတစ်လျှောက်ကြည့်နေစဉ်တကမကြီးအားချိတ်ထားသော ပြိုင်းလေခေါ်တကားကြီးအားလူတအူးမှလက်ဖြင့်လာရောက်ရိုက်ချလိုက်သည့်ပုံစံမြင်လိုက်ရပြီး ဖွင့်ထားသောပဒင်ပါ၏ညာဘက်ထိပ်ကိုလည်းလူတဦးရိုင်းလိုက်သည့်ပုံစံဖြင့်ခါရမ်းသွားပြန်သည်မျက်ချင်မပြတ်ကြည့်နေစမှာပဲကိုမြင့်သိန်း၏ဘယ်ဘက်ရှိသောပဒင်တကားချိတ်သည့်ချိတ်သည်ခါရမ်းသွားပြန်သည်တစ်ဆက်ချင်းမှပင်ပင်မတကားကြီးချိတ်ရန်ကြိတ်လေခါရမ်းလှုပ်ခတ်သွားပြန်သည်အိမ်မြောင်များသောလာမှုကြောင့်ဖြစ်တာလားဟုထင်ပေမဲ့အိမ်မြောင်နေတိုက်မိလေပြန်တူလှုပ်ရှားအကြောင်းမရှိတခုတလေလောက်ပဲလှုပ်နိုင်မည် ယခုမှလေးခုဇက်တိုင်လှုပ်ခါနေတော့ကြောင့်အနှဲငယ်ကြောက်စိတ်ဝင်လာလေသည်ဒါပေမဲ့လည်းပတ်ဝန်းကျင်ကလေးတိုက်လူများလှုပ်သွားသလားဟုအပြင်ဘက်ကိုအကဲခတ်ကြည့်တော့လေအပြင်ဘက်မှာပကတိငြိမ်သက်၍တစ်ပင်သေးရွက်များလည်းလှုပ်ခတ်ခြင်းမရှိပေလက်မှပတ်ထားသောနာယီကိုကြည့်လိုက်တော့ည7နာရီတိတိထို့သောဟိုဟိုတိတိတွင်းနေစမှာပဲရခင်လှုပ်ရမ်းခဲ့သောတကားချိတ်ပဒင်းချိတ်များတဖန်ပြန်လည်၍ ဘဲမညာတို့တစ်ခုချင်းစီ ပြန်လဲရန်ခါလှုပ်ရှားလာပြန်သည်ထိုမမြင်ရတော်သူသည်တစ်ဖက်သို့သွားပြီး ပြန်လာနေသည်ကိုတရစ်ချားမိလာသည်ရခင်ကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသောတက္ကမကြီးမှရုတ်တရက်ဂျိန်ငနယ်ပွင့်ထွက်လာတာကြောင့်ကိုမြင့်သိမ်းမှခြေနိုင်ရှိသောပဒင်းပါမနေ၍တကားကိုလက်ဖြင့်တောင်းတုံးမဖွင့်နိုင်တော့ပဲပခုံးဆောင်နှင့်တိုက်၍တဆက်တဲ့ဒိုင်ပင်ချိုးကထွက်ပြေးလာခဲ့တော့သည် ဆေယုံစင်းကြံလန်တစ်လျှောက်ပြေးလွားပြီးယောက်ျားလူနာဆောင်ဘက်သွားကလူနာဆောင်တွင်စောင်းချုံအိတ်နေသောညာဆောင်ကိုတင်မြင့်ကိုတွေးသည်နှင့်ကိုတင်မြင့်အားလှုပ်နှိုးပြီးဟဲ့လို့ဟဲ့လို့ထထဟင်ဟင်ဘာဘာလဲကွာရေးပေါ်လာဟုအိတ်ချင်မူလို့ဖြင့်နိုးလာရခမားချုပ်ကိုလာစနေရမဟုတ်လားငါဘာသိမှလဲဟာညဦးရဲ့မင်းရှိနေရဆိုလို့ငါစိတ်ချလက်ချအိတ်နေရအရင်မရှိဖျားမရှိဘာလဲဘာဖြစ်လာလဲ ကိုတင်မြင့်အမူအရာမှာအမှန်ပဲအိမ်မုံဆုံးဘွားဖြစ်နေတာကိုမြင်တော့ဒါဖြင့်ကျွန်တော်တော့တရေချောက်ခံရပြီတင်နေကျွန်တော်အိမ်နေရဆောင်ပြန်မသွားရတော့ဘူးဗျာမသွားရဲ့လက်ပေးမှကတင်လွတ်ရှိတယ်အိတ်ကွာဟာကိုတင်မြင့်ကလည်းအဲ့ဒီကတင်ကနေခင်ကမှလူသေးပြီးအိမ်ပြန်နေသွားတာဟုတ်ပြောလေရာဟာမြင်တယ်ရဆေးရုံမှာလူသေးလွတ်တဲ့ကတင်ဆိုတာမရှိဘူးဒါတော့ဒါပေါ့ခုဟာလက်တလောကြီးဆိုတော့ကျုံမအိတ်ချင်ဘူးဗျာ ခဲဒါဖြင့်လည်းမင်းငါကရင်မအိတ်ဘေးကရင်မငါအိတ်လိုက်မယ်ငါအိတ်တဲ့ကရင်လည်းလူသေးထားတာပဲရတယ်ဘယ်တော့မှသိမှမသိတဲ့ကရင်တော့အိတ်ရဲတဲ့ဟိုကရင်ကပူပူနွေနွေသေးထားတဲ့ကရင်မလို့မအိတ်ရဲတာဟုတ်ပြန်ပြောပြီးကရင်ပေါ်၌လဲချလိုက်စင် နာရီအိမ်သို့သွားနေတော့ကိုမြဖေမှပြန်ရောက်လာပြီးသိမ့်မကြပါသူအမျိုးသမီးဆေးရုံလာတဲ့ဆင်ဟာယူဆောင်လာပြီးပစ္စည်းတပွေးတစ်ပိုင်နဲ့မိမဖြစ်သူကိုအတင်းတွယ်ချီက ဆေးရုံဆင်းခွင့်ပင်မတောင်းမယ်ဆေးရုံမှာဆင်းပြေးလိမ့်မည်မနက်မိုးဆင်ဆင်လေးမှာကိုမြဖေတယောက်တည်းပြန်လာပြီးဆေးရုံဆင်းခွင့်မတောင်းမယ်ဆင်းသွားခြင်းကို သူနာပြုဆရာမများနဲ့ဆရာဝန်ကြီးအားတောင်းပန်ပြီးဆေးရုံဆင်းခွင့်လက်မှတ်လာရောက်လှုပ်ဆောင်ရကိုမြသိန်းကလည်းသိကျင်စောနဲ့ကိုမြဖေဘာဖြစ်လို့ညကကမန်းကရန်ဆင်းပြေးသွားရလဲဟုမေးရကိုမြဖေကလည်းပြန်ဖြေပါသည် ညကဗျာနင့်အစချီလိုက်ခါမခင်ခင်သည်လင်သားမရှိသည်ကတကြောင်းကျန်သည့်ဘေးကတည်းမှလူနာနှင့်လူနာဆောင်များလည်းအိတ်နေကြပြီဖြစ်ရာသူလည်းအိတ်အုံမဟုဆိုပြီးအပေါ်အပါသွားဖို့အလုပ်တွင်အရှိဆောင်မှရှဲလူနာဆောင်ကိုကြည့်ရလူနာတွေတော့ရှိမနေပါတကားကပွင့်နေပြီထို့တကားဝ၌အမျိုးသမီးတအူစပင်ဖားရချ၍ ထမင်းရင်ကြားနှင့်ရက်လျက်သူမဘက်ကိုကြည့်နေလေသည်ပုံစံကကြောက်စရာကောင်းကားရာမို့ပဝင်ချင်းကိုအကူအညီတန်းဖို့ရာကြည့်ပြန်တော့အလုံးအိမ်မောကြနေပြီသူနှင့်အပေါ်မသွားတော့ပဲကတင်ရှိရပြန်လာပြီးဆောင်းကားမိချုံရက်ထိုင်နေရငါပဲအမြင်မှားသလားဟုအတွေးဖြင့်အရှိဆောင်ကိုပြန်ကြည့်ရထိုမျိုးသမီးမှခါထောက်လျက်ရက်မြဲတိုင်းရက်နေပြီးမို့ကြောက်ကြောက်လန့်လန့်နဲ့ကောင်းမိပြန်ချုံလိုက်ရပြန်ပြီး တရေရကြယောက်ျားကပြန်မလာ လူတွေကလည်းအိမ်မောကြဆောင်းကျွမ်းမှပင်ခြေတံကြလို့သူယောက်ျားများပြန်လာသလားဟုဆောင်းကြားမှချောင်းကြည့်ရာထုံမျိုးသမီးမှသူကတင်ပေးနိုင်ထင်ထင်ရှားရှားလာရက်နေသည်ကိုဘွားကနေမြင်လာရလေသည်ဘေးမှလာရက်နေသည်ဆိုတော့ဆောင်းကြားမှတိကျမမြင်ရတာကြောင့်လူအကူရပြီဟုတွေးကဆောင်းကိုဖွင့်ပြီးကြည့်ရာ ထမင်ရင်ချစပင်ဖားရား သွေးဆုံနေသောမျက်နှာဖြူဖြူတို့ကိုအတိုင်းသားမြင်လိုက်ရကကြောက်အားလန့်အားနှင့်အော်ထုတ်မိအလို့ကိုများဖေလည်းအချိန်ခိုင်းပြန်ရောက်လာရအမလီကိုများဖေရှင်ပေါ်လာသေးတယ်နော်အမလီလေးဟီဟီပြန်မယ်ပြန်မယ်နေနေပါဦးခုကဘာဖြစ်တာတော့ဟာအမလီမမေးပါနဲ့ကိုများဖေရဲ့မမေးပါနဲ့ကျမကိုအိမ်ပြန်လိုက်ဖို့စမ်းပါဟုတ်ရှောက်ပြေးဖို့လောက်ရကိုများဖေမှာအတင်းဖန်ဆွဲထားပြီးရေတခွက်ပေးတော့စီကဂရင်ထက်၌လှဲခိုင်းရလေသည် ပစ္စည်းတွေကိုပြန်ကောက်သိမ်းပြီးသည့်နှင့်မယားကိုခေါ်ကအလှအမြန်ဆင်းပြေးရတော့သည်အဖြစ်ကတော့အဲ့ဒါပဲဗျာကျွန်တော်မိမတရေကိုအနီးကပ်မြင်ပြီးအကြောက်လွန်လို့ခုချက်ချင်းစေးရောင်အားဆင်းမဲ့ဆိုလို့ဆင်းပြေးသွားရတာပါဆရာဝန်နေနဲ့ကျမကြီးဝန်ထမ်းတွေကိုမလေးမစားလုပ်တာမဟုတ်ရပါဘူးဗျာဟုတ်ဆက်ဆောင်ခင်ပြရင်ပြန်သွားလေတော့သည် ေးရုံဟုသည်ပရလောကသားတို့ဆံပြောရအရက်လိုတာသတ်မှတ်ရမလို့ဖြစ်ပေမည်ဟုကိုမြင့်သိန်းကတွေးလိုက်လေသည်ဤတွင်ဆေးရုံစဉ်တွဲမှတစေဝတ္ထုလည်းအဆုံးသက်ပြီဖြစ်ပါသည်နွေနွေအေးချင်